Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီ video file မှာတော့အသက်30နှစ်အထက်အမျိုးသမီးတွေအတွက်တကယ်ကိုမရှိမဖြစ်လိုအပ်မဲ့အာဟာရတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အသက်30နှစ်အထက်ကျော်လွန်လာတဲ့အမျိုးသမီးတွေမှာကျွန်တော်ခုပြောပြမဲ့ဗီတာမင်တွေနဲ့စင်အာဟာရမှာပါဝင်နေဖို့အလွန်ရေးကြီးပါတယ်အသက်30နှစ်နောက်ပိုင်းမှာခန္ဓာကိုယ်ရဲ့အာဟာရဆုပ်ယူနိုင်မှုနဲ့အသုံးချနိုင်မှုစွမ်းရည်တော့ကပြောင်းလဲလာတတ်ပါတယ် အသက်30ကျော်မျိုးသမီးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်1အချက်ကတော့တန်တက်ပေးဖြစ်ပါတယ်။တန်တက်ကသွေးအားနည်းယောဂါကိုကာကွယ်ပေးပြီးတော့စွမ်းရင်စင်ကိုမြင့်တင်ပေးနိုင်လို့အမျိုးသမီးတိုင်းရဲ့ကျန်းမာရေးအတွက်အထူးလိုအပ်တဲ့ mineral ကိုခေါ်တဲ့သတ္တုတက်တမျိုးပဲဖြစ်ပါတယ်။အမျိုးသမီးတွေအနေနဲ့ဓမ္မနာလာစင်ယာယီဆဝိုင်းမှာတန်တက်ဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ်။အဲ့အတွက်ကြောင့်မို့တန်တက်ကြွယ်ဝတဲ့အစားအစာတွေကိုလုံလောက်စွာစားသုံးဖို့အလွန်ကိုရည်ကြည်တာပဲဖြစ်ပါတယ်။ ဒီတန်တဲ့ထွက်တဲ့မှုကြောင့်မို့အမျိုးသမီးတွေမှာသွေးအနေရောဂါတွေအဖြစ်များလာပါတယ်။ကျွန်တော်ဒီအစားအသောက်ညံဖျင်းခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။ဒီကမ္ဘာ့ကျောင်းသားရဲ့အဖွဲ့ WHO ရဲ့အဆိုအရကတော့ဒီကမ္ဘာလုံးမှာသွေးအနေရောဂါဒီကွန်မင်ဆာမဟုတ်တဲ့အမျိုးသမီးတွေရဲ့30ရာခိုင်နှုန်းခန့်ကုန်ဖြစ်ပွားလေရှိပါတယ်။ပြီးတော့ဒီကအကြောင်းရင်းကလည်းတန်တဲ့ထွက်တဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။တန်တဲ့ထွက်တဲ့လာတဲ့အခါမှာသွေးအနေရောဂါဖြစ်လာပါတယ်။ ဲ့လိုသွေးအန်းနေလာတဲ့အခါမှာပြင်းမနှွမ်းနေတာတွေအိပ်မပျော်တာတွေခေါင်းကိုက်တာတွေဖြစ်တတ်ပါတယ်ပြီးတော့တခြားယောဂါလက္ခဏာတွေဖြစ်တဲ့သပင်ကျွတ်တာတွေပြီးတော့အိုင်းချင်းနေတာတွေတော့ဖြစ်တတ်တာပဲဖြစ်ပါတယ်သက်30ကျော်အမျိုးသမီးတွေမှာသပင်ကျွတ်ခြင်းပိုများလာတာကလည်းဒီတန်တက်ချွတ်တဲ့ခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။အဲ့ချက်ကိုတော့တတိထားသေးကြပါတယ်။အဲ့အတွက်ကျွန်တော်တို့ဂျုံတီဖြစ်စေ၊မြုံတီဖြစ်စေအမျိုးသမီးတွေမှာတန်တက်ကအလုံးကိုရေးကြည့်တာပဲဖြစ်ပါတယ်။ ိတ်တွေတန်တက်လုံလုံလောက်လောက်ပါဝင်တဲ့ကျမရင်းနဲ့ညညွတ်တဲ့အစားတောက်တွေလိုင်းနာစားသုံးပေးဖို့လိုအပ်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီတန်တက်မှာမျိုးစောက်နှမျိုးရှိပါတယ်ဟီမီနဲ့နန်းဟီမီဆိုပြီးနှမျိုးရှိပါတယ်ဟီမီတန်တက်ကတော့ခန္ဓာကိုယ်ကဆော့ယူနိုင်မှုပိုကောင်းပြီးတော့ဒီအသေးနဲ့အညီအောင်အသားတွေမှာတွေ့ရတာပါတယ်ဒီနန်းဟီမီလိုခေါ်ရဲပေါ့နော်ဟီမီမဟုတ်တဲ့တန်တက်ကိုတော့ဟင်းညွနေရွဲ့နဲ့ပေးမျိုးမျိုးလိုအပင်ခြေကအစားတောက်တွေမှာတွေ့နိုင်ပါတယ် ကျွန်တော်တို့အမျိုးသားကျန်းမာရေး Institution ရဲ့အဆိုအရကတော့ဗောနော်အသက်30နှစ်တက်အမျိုးသမီးတွေအနေနဲ့နေ့စဉ်တန်တက်18 mg စားသုံးဖို့လိုအပ်မှာပဲဖြစ်ပါတယ်ဒီအစားတောက်ကလည်းမလုံလောက်ဘူးဆိုလို့ရှိရင်လည်းတန်တက်ဖြစ်တင်းဖို့ဒီဖြည့်စွက်စာလေးတောက်ပါလို့အကြံပေးကြပါတယ်နံပါတ်1အချက်ကတော့ဗီတာမင် D ပဲဖြစ်ပါတယ်ဗီတာမင် D ကကျွန်တော်အားလုံးသိကြမှာပါဒီသူကဟော်မုန်းတစ်ခုအနေနဲ့လည်းလုံဆောင်ပေးတယ်။အုံနှောက်တွေလည်းရေးပါတယ်ပြီးတော့ကြွက်သားတွေအရိုးတွေနဲ့သွားကျန်းမာရေးအတွက်လည်းမရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ် နောက်တစ်ခုက KCN ဆုတ်ယူမှုကိုလည်းကူညီပေးပြီးတော့အရိုးတွေကိုတာမန်စီရန်အတွက်မရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်ကျွန်တော်အရွယ်ရောက်ပြီးပေါ့နော်အသက်30ကျော်အမျိုးသမီးတွေမှာဒီအသက်ကြီးလာတာနဲ့အမျှအရိုးသိပ်သေးစားဟာတဘာဝတိုင်ရောနေလာတဲ့ပြီးတော့အရိုးဘွားယောဂဖြစ်နိုင်ခြေကိုပိုပြို့တိုးလာစေပါတယ်အဲ့ဒါကတော့အမျိုးသမီးတိုင်းပဲဖြစ်ပါတယ်ဗီတာမင်ဒီပမာဏလုံလောက်စွာရရှိတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့သွေးဆုံးပြီးရဲ့နောက်မှာအရိုးကျိုးနိုင်ခြင်းတိတိတသာသာရောကြစေပါတယ်။ကျွန်တော်တို့ဒီဗီတာမင်ဒီအတွက်အကြံပြုထားတဲ့နေ့စဉ် ပမာဏကတော့အသက်30နှစ်ထက်အမျိုးသမီးတွေနေနေရတော့ဒီ600 IU ဓမ္မမုံ15 microgram လောက်မှာပဲဖြစ်ပါတယ်။ကျွန်တော်ဗီတာမင် D ကိုနေရောင်ခြေအနေရရှိတာတော့ဟုတ်ပါတယ်။ဒါပေမဲ့နေရောင်ခြေအပြင်ပေါ့နော်ကြက်ဥတို့နှုတ်ထွက်ပစ္စည်းတွေတို့တက်သားစားတဲ့အစားအစာတွေအနေနဲ့လည်းကျွန်တော်ရရှိနိုင်ပါတယ်။တကယ်လို့ဗီတာမင် D လုံလောက်စွာများရှိဘူးဆိုလို့ရှိရင်နော်ဒီဗီတာမင် D ဖြစ်စုစေတဲ့တောက်သုံးဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ နံပါတ်3ချက်ကတော့ folate ပဲဖြစ်ပါတယ်။ဒီဗီတာမင် B9 လိုလူသီးများတဲ့ folate က DNA ပေါင်းစပ်မှုတွေ၊ဆေးကြီးထွားမှုတွေနဲ့မှန်ကန်တဲ့အုံနှလုံးဆောင်ခြင်းနဲ့နှလုံးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်။ဒီကလေးမွေးဖွားတဲ့အရွယ်အမျိုးသမီးတွေနေနေရတော့ကုံဝင်ဆောင်စဉ်အတွင်းမှာအာယုံကျိုးပြုံချုံရင်းကျက်တွေကိုကာကွယ်ဖို့အတွက် folate လိုအပ်မှာပဲဖြစ်ပါတယ်။ ပြီးတော့ဒီ folate ကနှလုံးသွေးကြောဆိုင်ရာယောဂါဖြစ်နိုင်ခြေကိုတိုးမြှင့်လာနိုင်တဲ့ amino acid ဖြစ်တဲ့ hormone cystin ပမာဏကိုလျှော့ချပေးတဲ့အတွက်ကြောင့်လည်းနှလုံးကျန်းမာရေးကိုထင်းသိမ်းနိုင်တဲ့အပြင်ဒီအသက်30နှစ်နောက်ပိုင်းမှာဒီအရေးပါလာတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အမျိုးသမီးတွေအနေနဲ့ပေါ့နော်နေ့စဉ် folate ပမာဏ400 microgram ရရှိဖို့လိုအပ်မှာပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ဒီအသက်30နှစ်ထက်အမျိုးသမီးတွေအတွက်ဗီတာမင် B12 လိုအပ်မှာပဲဖြစ်ပါတယ် ကျွန်တော်သိပြီးသားပါဗီတာမင် B2 ကို covalent လို့ခေါ်တာဖြစ်ပါတယ်။ဒီဗီတာမင် B2 ကအာရုံကြောလုံးဆောင်ချက်ကိုထင်းထင်းဖို့၊သွေးနေဦးဆေးတွေထိုးလို့မှုနဲ့ DNA ပေါင်းစပ်မှုကိုထင်းထင်းဖို့အတွက်အရေးကြီးတာပဲဖြစ်ပါတယ်။အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှဗီတာမင် B2 ဆုပ်ယူမှုလျော့နေလာတာပါပဲ။အဲဒီခါမှာပြင်မနှွမ်းနေတာတွေမှညံပြဿနာတွေနဲ့ဒီသွေးအားနည်းခြင်းတို့ကိုဖြစ်စေနိုင်တဲ့ချုံယွင်းချက်များစွာကိုဖြစ်ပေါ်လာစေတာပဲဖြစ်ပါတယ်။အဲ့တော့အသက်30နှစ်ထက်အမျိုးသမီးတွေအနေနဲ့နေ့စဉ်ဗီတာမင် B2 ပမာဏ2.4 မိုက်ခရိုဂရမ်စားသုံးဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီအစားအစာအနေဖြစ်တဲ့အသားတော့ငါးတော့ကြက်ဥမနော်ပြီးတော့ညှို့ထွက်ပစ္စည်းတွေအနေနဲ့ရရှိနိုင်ပါတယ်။တသက်လို့စားတဲ့သူဖြစ်မယ်ဆိုလို့ရှိရင်နော်ဒီလိုအပ်တဲ့စားသုံးမှုအမာနာကိုပြင်မိဖို့အတွက်ဆိုလို့ရှိရင်ဖြစ်စို့စားတဲ့တောက်သုံးမှုလိုအပ်နိုင်ပါတယ်။နမငါအချက်နဲ့အသက်30နှစ်ထက်အမျိုးသမီးရဲ့အတွက်အန်တီအောက်ဆီဒန့်ကလည်းအလွန်ရည်ကြီးတာပဲဖြစ်ပါတယ်။အန်တီအောက်ဆီဒန့်တို့ပြောလိုက်ပြီးဆိုတာနဲ့ဗီတာမင် C နဲ့ဗီတာမင် E ကတော့အပါအဝင်ပဲဖြစ်ပါတယ်။ ဒီဗီတာမင် C နဲ့ဗီတာမင် E ပေါင်းဝင်တဲ့တတိုးဆန့်ကျင်ပစ္စည်းတွေကခန္ဓာကိုယ်ရဲ့ oxidative stress နဲ့ free radical ပျက်စီးခြင်းနဲ့ကာကွယ်ပေးရမှာ အရေးကြီးတဲ့အခန်းကဏ္ဍကလည်းပါဝင်နေပြီးတော့အိုမင်းရင်ရောမုန်းနဲ့နတာရှေယောဂါရဲမဖြစ်အောင်လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှခနာကွဲတဘာဝအန်နီအောင်စီးတဲ့ခုကအားအားညက်လာပြီးတော့ဒီဗီတာမင် C နဲ့ဗီတာမင် E စားသောမှုပုံမူပြီးတော့လိုအပ်လာပါတယ်။ပုံမူပြီးတော့အရေးကြီးလာပါတယ်။အဲ့ဒီတော့ဗီတာမင် C ကျေဝါးတဲ့လေမှုသီးတွေစတော်ဘယ်သီးတွေအသီးနှံတွေကိုစားသုံးပေးပြီးတော့ကြတော့ကိုယ်ခန္ဓာစနစ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ပြီးတော့ကောလာဂျင်ထုတ်လုပ်မှုကိုလည်းမြင့်တင်ပေးနိုင်တယ်။ရေပြားကျန်းမာရေးကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ အဲ့ဒီပြီးဗီတာမင် E ကျွေးဝတဲ့အခွန်မာသီးတွေအဆိတ်ဆန်နေတဲ့ဟင်းနူးနေရွက်တွေကိုစားသုံးပေးခြင်းဖြင့်လည်းရေပြားဆဲတွေကိုကာကွယ်ပေးနိုင်ပြီးတော့နှလုံးကျန်းမာရေးကိုလည်းထိန်းသိမ်းပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်30နှစ်ထက်အမျိုးသမီးတွေအတွက်ဗီတာမင် E တစ်နှစ်သာပမာဏကတော့15မီလီဂရမ်ပဲဖြစ်ပါတယ်။ဗီတာမင် C ကတော့85မီလီဂရမ်ပဲဖြစ်ပါတယ်။ နံပါတ်6အသက်30ရွယ်မျိုးသမီးတွေမရှိမဖြစ်လောတက်နောက်တစ်မျိုးကတော့ KCM ပဲဖြစ်ပါတယ် KCM ကအယိုးကျမ်းမာရင်ကြွက်သားနဲ့အာယုံကြောတွေအတွက်အရေးကြီးတာပဲဖြစ်ပါတယ်ပြီးတော့တချို့သောကင်ဆာတွေစီးတို့ယောဂါနဲ့သွေးတို့ယောဂါတို့မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်တကယ်လို့ညွတ်ထွက်ပစ္စည်းတွေကိုစားသုံးခြင်းနဲ့ရှောင်ကျဉ်တဲ့အမျိုးသမီးဖြစ်မယ်ဆိုလို့ရှိရင်တော့အယိုးပွားယောဂါလို့ KCM ချွတ်တဲ့မှုဖြစ်နိုင်ခြေပိုများနိုင်ပါတယ်ပြီးတော့ကလေးမွေးတဲ့ရွယ်အမျိုးသမီးတိုင်းအတွက်လည်း KCM လုံးလုံးလောက်လောက်ရရှိဖို့လိုအပ်ပါတယ် နောက်ထပ်ပစ္စည်းတွေဘရိုကိုလီလိုအစင်းရောင်ဟင်းသင်းဟွက်တွေရနဲ့ကယ်ဆီယမ်ကိုရရှိနိုင်ပါတယ်။ကျွန်တော်တို့ဒီကယ်ဆီယမ်ဖြည့်စွက်အားစေးတွေကိုတောက်လုံးတဲ့အခါမှာအနေရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကယ်ဆီယမ်ပိုရှင်မယ်ဆိုလို့ရှိရင်တော့ကြောက်ကကြောက်တဲ့ခြင်းနဲ့သွေးကြောမှာကြိုးခြင်းနဲ့နှလုံးရောဂါတော့ဖြစ်ပေါ်နိုင်တော့ပဲဖြစ်ပါတယ်။အဲဒီတော့ကြောင့်မို့ဆီယမ်ဝင်တဲ့တိုင်မင်ဆွေးနေပြီးတော့ကယ်ဆီယမ်ကိုဗီတာမင် K နဲ့တွဲဖက်ပြီးတော့တောက်သုံးလို့လေးရပါတယ်။တနည်းအားဖြင့်ကယ်ဆီယမ်ပမာဏကတော့1000မီလီဂရမ်ဖြစ်ပါတယ်။ဗီတာမင် K ကတော့90မိုက်ခရိုဂရမ်ပဲဖြစ်ပါတယ်။ နံပါတ်9ချက်ကတော့အမျိုးသမီးတိုင်းအတွက် Omega 3ခေါ်၅ကြီးစီပဲဖြစ်ပါတယ် အိုမီဂါ3တို့ခေါ်လိုက်ပြီးဆိုတာနဲ့ EPA နဲ့ DHA ကတွဲဖက်ပြီးတော့ပါဝင်လာမှာပဲဖြစ်ပါတယ်။အဲကောင်တွေကမရှိမဖြစ်လောရတဲ့ fatty acid တွေပဲဖြစ်ပါတယ်။ကျွန်တော်ခန္ဓာကိုယ်ကအိုမီဂါ3ကိုကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်မို့အစာအစာတွေပြီးတော့ဒီဖြစ်စုစာတွေကနဲ့အိုမီဂါ3ကိုရရှိဖို့ကြိုးစားရတာပဲဖြစ်ပါတယ်။အိုမီဂါ3စားသုံးပေးခြင်းဖြင့်ကျွန်တော်ဒီစိတ်သက်သာခြင်းနဲ့စိုးရိမ်ပူပန်မှုကိုတိုက်ဖြတ်ဖို့ကူညီပေးနိုင်ပါတယ်။အဲဒီပြင်မျက်စိကျန်းမာရေးကိုကောင်းမွန်စေပြီးတော့နှလုံးရောဂါနဲ့နာတာရှည်ရောင်ရမ်းမှုကိုလည်းချောချပေးနိုင်မှာပဲဖြစ်ပါတယ်။ အိုမီဂါ3ကိုအဆီများတဲ့ငါးတဲ့စားသုံးမှုကနေရရှိနိုင်တယ်လို့ထောက်ပတ်သည့်တန်ရင်စီနဲ့အခွန်မာသီးတွေရနေတဲ့ရရှိနိုင်ပါတယ်ကျွန်တော်တို့ဒီအိုမီဂါ3လုံလောက်စွာရရှိဖို့လဲဆိုလို့ရှိရင်တော့ဒီဖြစ်စွစာတွေရနေတော့သုံးခြင်းအလဲရရှိနိုင်ပါတယ်နမရှင်နေနဲ့အသက်30နှစ်ထက်အမျိုးသမီးတွေအတွက်လိုအပ်မဲ့အချက်ကတော့မဂနီဆီယမ်ပဲဖြစ်ပါတယ်။မဂနီဆီယမ်ကကျွန်တော်သိတဲ့အတိုင်းမှာပဲသွေးအယူကြက်သားနဲ့အာရုံကြောအကြောင်းအရာတွေအတွက်ကယ်ဆီယမ်ကိုကူညီပေးတာပဲဖြစ်ပါတယ်။ မဂနီဆီယမ်ပြည့်ဝနေမယ်ဆိုလို့ရှိရင်နော်ခန္ဓာကိုယ်မှာရှိတဲ့အင်ဇိုင်းဓာတ်ပေါင်း300ကျော်ကိုထောက်ပံ့ပေးဖို့ရေကူတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ခင်မှာဆိုလို့ရှိရင်တော့ပြည့်ပြည့်ထားတဲ့အစားအစာတွေလွန်ကျွန်စားသုံးမိခြင်းကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့မဂနီဆီယမ်ကိုပိတ်ဆို့စေတာပဲဖြစ်ပါတယ်။အဲ့လိုမဂနီဆီယမ်ပိတ်ဆို့မှုဖြစ်တဲ့အခါမှာကြွက်သားတွေကြွက်တတ်တာတွေပြင်းထန်နေတာတွေစိတ်ချင်နေမမှန်တာတွေ တွေးတိုးတာတွေနှလုံးခုန်မမှန်တာတွေပြုတ်အန်တာတွေနဲ့ကြက်သားအားနေတာတွေကိုခံစားလာရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့မကနေစီယံကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ပေးပင်နဲ့အဆိတ်ဆန်နဲ့အရွက်စိမ်းနေတဲ့အခွန်မာသီးတွေရနေတဲ့ရရှိနိုင်ပါတယ်အသက်30နှစ်ထက်အမျိုးသမီးတွေအတွက်မကနေစီယံတစ်နှစ်သာလိုအပ်ချက်ကတော့320 mg ပဲဖြစ်ပါတယ်နံပါတ်6ချက်ကတော့ပရိုပန်တွေပဲဖြစ်ပါတယ် ပရိုဘိုင်ယိုတစ်တွေကဗီတာမင်နဲ့သတ္တုဓာတ်တွေမဟုတ်ပေမဲ့ကျွန်တော်တို့လူခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍကလည်းပါဝင်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဦးလန်းကျော်မှာဒီအစိတ်တော်ဖြစ်စေတဲ့အရာတွေနဲ့အမြဲတမ်းထိတွေ့နေတဲ့အခါမှာဦးကျန်းမာရေးအတွက်ပရိုဘိုင်ယိုတစ်တွေကမရှိမဖြစ်လိုအပ်လာတာပဲဖြစ်ပါတယ်။ ဲ့ဒီပြင်ကျွန်တော်တို့တချို့ဆေးဝါးတွေတောက်သွမှုများခြင်းကလည်းအစိုင်းပေါက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒီကျမရင်းနဲ့မညင်ညွတ်တဲ့ဥလန်းကြောင်းကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစာခြေဖြတ်မှုကိုနှေးကွေးစေနိုင်ပါတယ်။အဲ့ဒီကြောင့်မို့ပရိုဘိုင်ယိုတစ်ကိုစားသုံးပေးခြင်းဖြင့်ဥတွေမှာရှိတဲ့ကျန်းမာတဲ့ဗတိတိယတွေကိုလှန့်ဆိုပေးနိုင်မှာဖြစ်ပါတယ်။ပရိုဘိုင်ယိုတစ်နေပါမယ်ဆိုလို့ရှိရင်တော့အသက်30ကျော်အမျိုးသမီးတွေအနေနဲ့ဝမ်းချုပ်တာတွေအစားအသောက်အယုံခံနိုင်စွမ်းနေပါတာတွေဓမ္မတည့်တာတွေနဲ့ဝမ်းရှိုးခြင်းတို့လိုဦးလန်းချောင်းဆန်ရကျန်းမာရေးပြဿနာတွေကိုဖြစ်ပွားလာနိုင်ပါတယ်။ အဲ့အတွက်ဒိန်ဂျင်ကီဖာလိုပေါ့နော်အချင်းဖောက်ထားတဲ့အစားအစာတွေကနေပရိုဘိုင်တစ်ကိုရရှိနိုင်ပါတယ်အလိုမှမဟုတ်ဆိုလို့ရှိရင်လည်းပရိုဘိုင်တစ်ကိုဖြစ်စုဆေးပုံစံဖြင့်ကျွန်တော်တို့ရရှိနိုင်ပါတယ်အသက်30ကျော်လာပြီဆိုတာနဲ့အမျိုးသမီးတွေအနေနဲ့မိမိခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ကျွန်တော်ခုပြောပြတဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကိုရရှိမယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသမီးတွေအတွက်အသက်အရွယ်ကြီးရင်းလာတဲ့အခါမှာကျန်းမာပျော်ရွှင်တဲ့ခန္ဓာကိုယ်နဲ့ဘဝကိုပန်းဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့အသက်30ကျော်လာပြီဖြစ်တဲ့အမျိုးသမီးရဲ့အနေနဲ့မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေအကြောင်းကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျမားရဲ့ပူးတူတာတွေတော့ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ရေးဂျမားခြင်းနဲ့ပြည့်စုံနေကြပါစေ။